အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လုပ်ပြမယ့် tutorial ကဘာလဲဆိုတော့ဒီ today recommendation ဆိုတဲ့ဒီ app ကျွန်တော်တို့ folder လေး folder လေးတွေစောင့်နေကျွန်တော်တို့ folder လေးတွေစောင့်လို့ရှိရင်ဒီကိုကိုနဲ့အတုံးတက်မဲ့ဒီ software လေးတွေထည့်သိမ်းပြီးတော့ဒီ folder လေးရဲ့နာမည်ပေးကြတယ်ပေါ့နော်အဲ့လိုမျိုးလေးနာမည်ပေးပြီးလို့ရှိရင်ဒီ folder လေးတစ်ခုကိုဝင်ဖြစ်မယ်ဆိုလို့ရှိရင်ဝင်သွားမယ်ဆိုလို့ရှိရင်တော့ တွေ့ရမှာမဟုတ်ဘူးပေါ့နော်တွေ့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်အဲ့ဒါလေးကြောက်ဖွင့်ပြမယ်အဲအောက်မှာတွေ့လားအောက်မှာတွေ့လားအဲ့လိုလေးတွေအဲ့လိုလေးပြနိုင်မယ်ပေါ့နော်သူကအဲကြောင်ညာလေးတွေတက်နေမယ်ပြီးတော့ဒီကြောင်ညာ app တွေနေရာတိုင်းလိုလိုမှာသူကတက်နေမယ်ပေါ့အဲ့ဒါလေးတွေကနည်းနည်းစိတ်ကိုကတိကောင်းဖြင့်စီဖြစ်စီတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒါလေးကိုဘယ်လိုပိတ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော် အဲတွေ့လာအဲ့ဒီကြော်ညာတွေကနေပြီးတော့ virus တွေရောက်လာနိုင်တယ်ပေါ့ဆိုတော့ okay ဘယ်လိုလုပ်ရမလဲဆိုတော့ဒီကျွန်တော်တို့တင်ထားတဲ့ဒီ folder လေးကိုဖိထားလိုက်ပါဘောနော်ဖိထားလိုက်ပါပြီးလို့ရှိရင်ဒီမှာ adding folder ဆိုတာရှိတယ်အဲ့ဒါလေးတစ်ချက်ဝင်လိုက်ပါဝင်ပြီးတော့မှဒီအောက်နာလေးမှာ today recommendation ဆိုတဲ့ဟာကိုကျွန်တော်တို့ပိတ်ပေးရမယ်ဘောနော် okay ပြီးလို့ရှိရင်ဒီအပေါ်နာလေးမှာအမှန်ကြည့်လေးရှိရယ်အများသောအဖြစ်ကသူကဒီ ရှောင်းမီဖုန်းတွေမှာများတယ်အဲ့လိုမျိုးကြော်ညာတွေဝင်တာဗောနော်ဒီကောက်မှာလည်းအဲ့တိုင်းပဲဒီကောက်မှာလည်းစောစောနားနီးတူပဲကျွန်တော်တို့တပိတ်ပေးရမှာဗောနော်ဆိုတော့ off light ပါအမှန်ကြီးပေးလိုက်ပါ Okay ဒီကောက်မှာတော့မရှိဘူးဒီကောက်မှာမရှိဘူးကြံတဲ့ကောင်တွေမှာရှိလားကြံတဲ့ကောင်တွေမှာလည်းမရှိဘူးเนาะ Okay ဒီကောက်တွေမှာလည်းမရှိဘူး โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြောက်သွားပြီပေါ့เนาะအဲ့ဒီ today recommendation လေးကပြောက်သွားပါပြီအားလုံးအဆင်ပြေကြပါစေခင်ဗျာ